နေနာရေဘူကြီးကစီအတုပ်ွယ်ဒါလေးကိုဖတ်တယ်ဆန်မရဘာလဲကဘာမျိုးကြောက်တယ်ဘာလဲကျွန်တော်အင်းလေးလို့ဆိုတော့ကိုရှိလားအက်တော့ပြီးခဲ့လာ28ရက်နေရနေပြီးတော့လှုပ်ခတ်လိုက်တဲ့အင်အားဖြင့်ငလျင်တန်းကြောင့်ကျွန်တော်ရဲ့ပြည်သူတွေထိခိုက်နေနိုင်မှုများရှိခဲ့ပါတယ် ဒီထိခိုက်ထိခိုက်နေနာမှုရှိခဲ့တဲ့အထက်မှာကျွန်တော်တို့ပါတီလည်းပါဝင်ပါတယ်။သို့တော်လည်းပဲကျွန်တော်တို့ဟာပြည်သူအရေးဟာကျွန်တော်တို့အရေးတဲ့ဂယုဆိုင်ပြီးတော့လှုပ်ဆောင်ရမယ့်ကိစ္စဖြစ်တဲ့အတွက်ဖြစ်လင့်ဖြစ်ခြင်းပဲဒေသဆိုင်ရာပါတီများဆိုလို့ရှိရင်ငလင်ဘေးဒဏ်တင်ပြည်သူများကိုကူညီဆောင်ရှောက်ခဲ့ကြပါတယ်။၃၀တည်းနေ့မှာတော့ကျွန်တော်တို့ကေဇယ်ရဲ့အလုပ်ဖက်အနေနဲ့ပါတီဘိုဌာနချုပ်ကပါတီဥက္ကဋ္ဌကြီးဥခိန်ကိုယ်တိုင်ခေါင်းဆောင်ပြီးတဲ့အခါမှာ အဖွဲ့ဝင်များကျွန်တော်တို့၁၈ဦးနဲ့ ဖွဲ့စည်းခဲ့ပါတယ်ဒီလိုဖွဲ့စည်းပြီးတော့ဒီအလုပ်ဖွဲ့ကနေပြီးတော့စင်တိုင်းစက်တိုင်းကုညီထောက်ပံ့မှုတွေဆောင်ရွက်ခဲ့ပါတယ်ဒီကုညီထောက်ပံ့မှုတွေမှာဆိုလို့ရှိရင်ငလျင်ဘေးဒဏ်သည့်ပြည်သူများတွေနိုင်ငံတော်ကိုကျွန်တော်ကတိန်း3000ကျပ်လူဒန်းပြီးသားဆိုတာအလုံးအတိပဲဖြစ်ပါတယ်ဒါ့အပြင်ငလျင်အဓိကလောက်ခတ်သွားတဲ့မန္တလေးတိုင်းစကိုင်းတိုင်းဒေသကြီးနဲ့နေပြည်တော်မှာရှိတဲ့ငလျင်ဘေးဒဏ်သည့်ပြည်သူများအတွက်ကိုကျွန်တော်တို့တွေဟာ တိုင်းတိုင်းကိုတိမ့်ထောင်ကြက်စီထောက်ပံ့ပါတယ်ဒါလည်းမကသေးပါဘူးကျွန်တော်တို့ဗကူရှိရဲ့ငလင်လောက်ခတ်တံခံခဲ့ရတဲ့ပြည်သူတွေအတွက်ကြက်သိန်း300မကွေးတိုင်းဒေသကြီးအတွက်ကြက်သိန်း300နောက်ရှမ်းတောင်ရဲ့ငလင်ဘေးဒဏ်တဲ့ပြည်သူတွေအတွက်ကြက်သိန်း300စုစုပေါင်းကျွန်တော်တို့ပါတီဗိုလ်ဌာနချုပ်ကနေပြီးတော့သိန်းပေါင်း6900ကိုပေးအပ်ပြီးတော့ပြည်သူလူထုရဲ့လိုအပ်ချက်တွေကိုကူညီထောက်ပံ့မှုတွေဆောင်ရွက်ခဲ့ပါတယ်ဒီကနေ့ကျွန်တော်တို့ကိုရဲမြောင်းနေမှာတော့ ငလင်ဘေးကံအနှင်းငယ်သာခံခဲ့ရတဲ့တိုင်းဒေသကြီးပြည်နယ်တွေကနေပြီးတော့ဒီကျွန်တော်ကေဇရဲ့အလုပ်ဖက်ထံကိုလာရောက်ပြီးတော့လူဒန်းမှုတွေရှိပါတယ်ဒီလိုလူဒန်းမှုတွေအပေါ်မှာကျွန်တော်အလုပ်ဖက်ရနေပြီးတော့လက်ခံရရှိပါတယ်ဘာတွေလူသလဲဆိုလို့ရှိရင်ရေတံမှုက3500ခောက်ဆွဲကြောက်က3600နဲ့စံရီပေါင်း800ကိုရန်ကုန်တိုင်းဒေသကြီးကလူဒန်းပြီးတဲ့အခါမှာကင်းပြည်နယ် ကနေပြီးတော့ငလင်ပေးတံတဲ့ကျွန်တော်ရဲ့ပြည်သူများကို55သိန်းလှူဒန်းခဲ့တဲ့ဒီပွဲဖြစ်ပါတယ်။ဒါပါလဲဆိုလို့ရှိရင်ကျွန်တော်ပြည်ခိုင်မျိုးပါတီဝင်များဟာဆိုလို့ရှိရင်ပြည်သူများအတွက်ကိုတတ်ဆွမ်းသမျှပေးအပ်လှူဒန်းပူးပေါင်းဆောင်ရွက်ကြရဲဆိုတာကိုကျွန်တော်ပြသခြင်းဖြစ်ပါတယ်။နောက်ချက်ကကျွန်တော်တို့ဒီကျွန်တော်တို့ရှေ့ပိုင်းမှာလည်းပြောခဲ့သလိုမိမိရေးတဲ့ပါတီရေးရှင်လာလို့ရှိရင်ပါတီရေးကိုဦးစားပေးပါတယ်ပါတီရေးနဲ့ ပြည်သူရေးနိုင်ငံတော်ရေးဆိုလို့ရှိရင်ပြည်သူရေးနိုင်ငံတော်ရေးကိုဦးစားပေးပါတယ်။ဒါကြောင့်မလို့ပြည်သူတွေဒုက္ခဟာကျွန်တော်ဒုက္ခဖြစ်ပါတယ်။ပြည်သူတွေခံစားနေရတဲ့ခံစားချက်ဟာကျွန်တော်ခံစားချက်ဖြစ်ပါတယ်။ဒါကြောင့်မလို့ပြည်သူဒုက္ခတွေပြည်သူခံစားချက်တွေကိုကျွန်တော်တက်ဆွမ်းသမျှအခုလိုကျွန်တော်ပူပေါင်းပါဝင်ပြီးတော့ကိုညီထောက်ပံ့ပေးခြင်းလုပ်ငန်းကိုဇင်တိုင်းဆက်တိုက်လှုပ်ဆောင်နေပါတယ်။နေ့စဉ်နဲ့မျှဖြစ်ပေါ်နေတဲ့ဒေသအသီးသီးကပါတီများဟာလည်းပဲနေညာမပြတ် ူညီထောက်ပံ့မှုများဆောင်ရွက်တယ်လို့ပါတီဘူဌာနချုပ်အနေနဲ့လည်းပဲလိုအပ်တဲ့နေရာမှာကိုယ်တိုင်ကိုကြသွားရောက်လှုပ်ဆောင်မှုများကိုဆောင်ရွက်နေကြောင်းကျွန်တော်အနေနဲ့ရှင်းလင်းတင်ပြခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ